မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမျိုးတဲချောင်းကျေးရွာကမော်စလင်အယောက်300နီးပါးကိုစစ်ကောင်စီကအခြေခံစစ်ပညာသင်တန်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တင်နံပေးနေခြင်းဟာရပ်ဗနေရဲ့ကြားတယ်ဆိုတာကိုတော့မသိရသေးတော့လေတဲချောင်းရွာတဲကမွတ်စလင်အယောက်300ကိုစစ်တင်နံတက်ရောက်ရန်အတွားစစ်ခွေးတွေကခေါ်ယူသွားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကမြင်တွေ့ခဲ့ရတယ်လို့မြန်မြန်စစ်တွေမျိုးကန်တအူးကပြောပြထားပါဗျာ တဲချောင်းကအလူပွဲတစ်ခုကိုသွားတာမှာတွေ့ခဲ့ရတာပါမနေ့6နာရီလောက်ဆိုရွာထဲမှာမွတ်စလင်လူငယ်ပိုင်းတွေလူစုနေကြပြီ ခဏနာရီဆိုတာနဲ့စစ်ခွေးတွေကကားတွေနဲ့ခေါ်သွားတာတွေရှိလေခြေချင်းလျှောက်ပြီးခေါ်သွားတာလည်းရှိတယ်ည6နာရီကြော်ပြီးဆိုရင်ပြန်လာပို့ပေးတယ်သိရတာကအဲ့ဒီလိုနေတိုင်းခေါ်သွားတယ်လို့ပြောတယ်စစ်တင်တန်းပေးနေတာတဲ့ခိုင်းเสียရှိတာခိုင်းပြီးတော့ရွာကိုပြန်ပို့တယ်လို့ပြောတယ်လို့၎င်းကရှင်းပြထားပါတယ်အဲ့ဒီမွတ်စလင်အယောက်300နီးပါးဟာတဲချောင်းရွာတစ်ခုတည်းကမဟုတ်ကြောင်းနဲ့တဲချောင်းရွာအနီးနားမှာရှိတဲ့ဘူမေရွာဓားပိုင်ရွာစတဲ့ခြေရွာများကလူငယ်များလည်းပါဝင်ကြောင်းသိရပြီးတော့အဲ့ဒီရွာများဟာမွတ်စလင်ခြေရွာများဖြစ်တယ်လို့သိရပါတယ်နောက်ထပ်မျက်မြင်စစ် စ်ပေမြို့ကတအုပ်ကတဲချောင်းတစ်ခုတည်းကလည်းမဟုတ်ဘူးလို့ပြောတယ်။ဓားပိုင်နဲ့ဘူးမေကလည်းပါတယ်လို့ပြောတယ်။တဲချောင်းမှာလူစုကြပြီးတော့စစ်ခွေးတွေကခေါ်သွားတာမန်စီနဲ့အောင်တိုင်းရွာဘက်ကိုခေါ်သွားကြတယ်။မန်စီဘက်မှာစစ်တပ်ရှိပါတယ်။အဲဒီမှာလေးကျင်ရေးကွင်းတွေလုံထားတယ်။စစ်တပ်နဲ့ပေးတာဘန်ဂါရီတူးတာခိုင်းစရာရှိတာအကုန်ခိုင်းပြီးရင်တော့ညနေပြန်ပို့လိုက်တယ်လို့ပြောပြထားပါဗါတယ်။စစ်ခွေးတွေဟာ စစ်တွေမြို့မှာရှိတဲ့မွတ်စလင်များအားအတရားဓမ္မခေါ်ယူစစ်သားစုဆောင်းကစစ်တင်နှမ်းများပေးအပ်နေသလိုတချို့မွတ်စလင်များကိုလည်းနေစားခါနဲ့ငှားရမ်းကအလုလုခိုင်းစေကြောင်းစစ်တွေမြို့ကံများကပြောပြထားပါတယ်။စစ်ခွေးတိုက်ရဲ့အတရားဓမ္မစစ်မှုရန်တင်နှမ်းကိုခေါ်ယူခံနေရသလိုစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ရိုက်နှက်ခိုင်းစေမှုများနဲ့တပ်စခန်းများဆောက်လုပ်ခြင်း၊ဗန်ဂါများတူးခြင်း၊မြောင်းများတူးခြင်းနဲ့အောက်ခြေအလုများကိုလည်းလုကင်နေရတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ခွေးတွေကအမြင့်ကျော်ပါဒလိတ်ဝါဘိုဘက်တွေကနေတက်ဆုပ်ပြီးတော့ နိုင်ကန်ဓာကဆာမှာစုထားကြတယ်ပြီးတော့စစ်တွေတက်ကတော့နောက်ဘက်တဲချောင်းဓာပိုင်မန်စီအောင်တိုင်းရေချမ်းမြေစတဲ့ကမ်းခြေတလျှောက်ကိုနေရာပြေဝယူထားတယ်တပ်စခန်းတွေတိုးဆောက်ထားတာဂရုချင်းနေနဲ့အခိုင်အမာပြင်ဆင်ထားကြတယ်သိရတာကတော့စစ်တွေကတက်ဆုပ်ရင်တောင်မှအဲ့ဒီဘက်ကနေတက်ဆုပ်မယ်ပေါ့အဲ့ဒီလိုခံစစ်တွေပြင်ဆင်ထားကြတာဖြစ်မယ်အဓိကကတော့မေယူမြို့ဝပေါ့လေရေချမ်းမြေစိတ်ကမ်းမှာလဲစစ်သင်းမောတွေရှိနေတော့ဒီဘက်ကလားမြို့ဝကစစ်သင်းမောတွေလဲအဲ့ဒီဘက်ကိုပူးပေါင်းလို့ရတယ်ဆိုတော့ ထွက်ပေါက်ကိုကြိုပြီးတော့ပြင်ဆင်ထားတဲ့သဘောပဲလို့နောက်ထပ်စစ်တွေမြို့ကန်တအုပ်ကရှင်းပြထားပါရယ်စစ်တွေမြို့အနီးမှာစစ်ခွေးတက်ရင်တပ်စခန်းများနဲ့အရခတက်တော်အေအေတို့ကြားမှာ drone ပစ်ခတ်မှု sniper ပစ်ခတ်မှုအပါအဝင်လက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်မှုများရှိနေပြီးတော့အခုရပိုင်းအတွင်းမှာပုံမှုပြင်းထန်နေကြတယ်လို့သိရပါရယ်နှစ်ဖက်စလုံးကလက်နက်ကြီးများအပါအဝင် drone များနဲ့ပစ်ခတ်မှုများရှိနေသလို၎င်းပစ်ခတ်မှုတွေကြောင့်အရသာပြည်သူတွေနေထိုင်ရာကျေးရွာများပေါ်ကိုကြက်ရောက်ပောက်ကွဲမှုများကြောင့်ထိခိုက်ဒိဆုံးမှုများလည်းရှိနေတယ်လို့ပြောပါရယ် အော်တိုဘာလဇန်ပိုင်းကအေအေရဲ့တိုက်ခိုက်မှုများကြောင့်စစ်တွေမြို့အဝင်မင်းချောင်းတရားအနီးအမြင့်ကျွန်းကျေးရွာကစစ်ကောင်စီရဲစခန်းမှာတက်ဆုပ်ပြေးသွားပြီးတော့တရားကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ပြောပါရယ်စစ်တွေမြို့အနီးတိုက်ပွဲမှာအချိန်မရွေးပြင်းထန်တဲ့အခြေအနေကိုရောက်ရှိနိုင်တဲ့စီရင်တင်းမာမှုဖြစ်ပြီးတော့မြို့ထဲမှာရှိတဲ့ပြည်သူများဟာအခြားဘေးကင်းရာနေရာကိုတွားရောက်ချင်တော့လေစစ်ကောင်စီတပ်ဖွဲ့ဝင်များပိတ်ဆို့ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမခုတ်ကူခရိုင်စိတ်ဖြူမြို့နယ်တန်းစလုံးစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးပြီးတော့လက်နက်တလက်နဲ့ခဲယမ်းများတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ28ရက်နေ့မနေ့9နာရီခွဲအချိန်ကစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းချေးရွာနယ်တောင်ငယ်လုံးချေးရွာကြားမှာရှိတဲ့တန်းစလုံးအကြပ်စစ်ခွေးတပ်ရဲ့စစ်စေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်ခွေးလေးကောင်တေဆုံးသွားတယ်လို့သိရပါဗျ။ဒါ့အပြင်အကြပ်စစ်ခွေးများကိုင်ဆောင်အသုံးပြုတဲ့ ် MA3 အမျိုးအစားတနက်တော့လာကြီးပေါက်3ခု 5.56G 130နဲ့အခြားဆက်ဆက်ပစ္စည်းများကိုတင်စီရရှိခဲ့ပြီးရင်းနှီးသားကော်လမ်မကွေးတိုင်းဘက်ကဖရွေလျားစစ်ကြောင်းကစစ်ကြောင်းမူရဲဘော်စိတ်ဖြူခေါ်ရဲဘော်ဟိမင်းသူဟာမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်၎င်းတက်ခတ်မှုကိုပခုတ်ကူခဲတိုင်ရင်း79နဲ့ရင်းနှီးသားကော်လမ်မကွေးတိုင်းဘက်ကဖရွေလျားစစ်ကြောင်းတို့က ပိုးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ဖြူမြို့နယ်မှာစစ်ခွေးတပ်ကရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့မြို့ပေါ်လုံခြုံရေးတွေတုံ့ပြန်ထားတဲ့အပြင်စစ်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုစစ်ကြောင်းထုံးမှုများအရှိန်ဟုန်မြင့်တင်လာတယ်လို့ပြောပါတယ်အထူးသဖြင့်ခြေရွာများကိုစစ်ကြောင်းထုံးမှုအတွင်ပြည်သူလူထုရဲ့နေအိမ်များကိုဖျက်ဆီးခြင်းလူရက်ခြင်းနဲ့ ်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ရွေးကောက်ပွဲလုပ်ဖို့နယ်မြေရှင်းလင်းဆိုပြီးတော့စစ်ကြောင်းထိုးတာတွေရှိတယ်။ပြည်သူတွေကတော့စစ်ကြောင်းထိုးလိုက်ရင်ပြေးစစ်ကြောင်းပြန်ထွက်သွားရင်ပြန်ဝင်နေပဲတန်တရားလဲနေတာပေါ့။ရွေးကောက်ပွဲလုပ်ရင်လည်းစိတ်ဖြူဘက်မှာတော့အောင်မြင်မှာမဟုတ်မှသိကြတယ်။မြို့ပေါ်စစ်တပ်ဆုံးလို့ထားတဲ့နေရာတွေကတော့မဲပွေးပွဲလုပ်လို့ရနိုင်ပါတယ်။ရွာဘက်တွေကိုတော့ရွေးကောက်ပွဲမဖြစ်တော့ဘူးလို့စိတ်ဖြူမြို့နယ်အခြေဆိုင်တော်လိုင်းကင်းထောက်တရင်ရင်မြစ်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ခွေးတပ်ကကြီးကျောင်းရေကျောင်းလေကျောင်းကနေတဆင့်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ဘိတ်တနင်္သာရီဘုံပြင်းလမ်းမိုင်းကိုပြည်သူများခရီးသွားလာခြင်းမပြုလုပ်ကြပါရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်35နီးပြူဟာကသတိပေးချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိတဲ့ နေပြူဟာ35နယ်မြေဖြစ်တဲ့ဒနေသာရီမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်မရှင်တက်နဲ့တော်လိုင်းတပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ကံယိုရန်တိုင်းစစ်ဌာနချုပ်ကာယခနဲ့ MS73 စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ73တို့ကတိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမကတိုက်ပွဲမရှိတဲ့နေရာများကိုပါလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးများကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့အသိပေးထားပါတယ်။ အခုလိုမျိုးရဲသားပြည်သူများအားရည်ရွယ်ချက်ရှိရှိနဲ့ပြည့်မတ်ထားတိုက်ခိုက်မှုများလှုပ်ဆောင်နေတဲ့အပြင်လမ်းများမှာလည်းစစ်စင်းရေးဂိတ်များအခြေချတိဆောက်ကခရီးသွားပြည်သူလူထုကိုတရားမဲ့စစ်ဆေးခြင်းလုံခြုံရေးအကြောင်းပြပြီးတော့ကုန်စည်ဖွင့်ပေါက်စစ်ဆေးခြင်းတည်ယူခြင်းလူနဲ့ကုန်ပစ္စည်းများအားတရားမဲ့ဖမ်းဆီးခြင်းဖြတ်တန်းကအဖြစ်နဲ့စက်ကြီးကိုမတရားကောက်ခံခြင်းလူငယ်လူရွယ်များကိုအထက်အထမဖမ်းဆီးပြီးတော့တပ်သားတဲ့စူးစမ်းခြင်းများစတာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ စစ်ခွေးတပ်ကဒေသတွင်းကကားလမ်းမကြီးများကနေတစဉ်စစ်ကူနဲ့ထောက်ပံ့ဖြည့်တင်းရေးလုပ်ငန်းများကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ဒနေသာမျိုးနယ်မှာရှိတဲ့လက်တလောဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေဟာပြင်းထန်မှုရှိနိုင်တယ်လို့သိရပြီးပြည်သူလူထုတွေအနေနဲ့အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောပါတယ်ဒါကြောင့် ဒီကနေ့အော်တိုဘားလ28ရက်နေ့ကနေစတင်ပြီးတော့ဗိတ်တဝဲဘုံပြင်းလမ်းမကြီးတလျှောက်ခရီးသွားလာမှုမပြုတ်လောက်ကြရန်နဲ့အထူးသဖြင့်ကားလမ်းမကြီးကိုအသုံးပြုပြီးသွားလာမှုကိုရှောင်ရှားကြရန်တနင်္လာနေ့တိုင်းစစ်ဌာနအမှတ်35နီးပြူဟာကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းတန်လျင်မြို့နယ်ဘောဓပြေကံချေးရွာမှာယာယီမှုချစ်ဆန်းရဲ့တားဖြစ်သူနဲ့အပေါင်းပါများကအသက်18နှစ်အရွယ်မိန်းကလေးငယ်တဦးကိုမရင်းကျစ်မှုဖြစ်ပွားပြီးတော့ပြုကျင့်ခံရတဲ့မိန်းကလေးကိုငွေကျပ်3000နဲ့ရွာကိုပြန်ပို့လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုအော်တိုဘာလလယ်လောက်မှာယာအိမ်မှုချစ်ဆန်းရဲ့တားဖြစ်သူနဲ့ အပေါင်းပါကယ်ရီသမားတဦးကဒနေတကြီးကနေလာတဲ့အသက်18နှစ်အရွယ်မိန်းကလေးငယ်ကိုအုပ်စုဖွဲ့မရင်းချင်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဘောတပြေကန်ကြီးရွာကကြီးရွာအုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုချစ်ဆန်းတို့ကကျူးလွန်ခံရတဲ့မိန်းကလေးငယ်ကိုသက်ဆိုင်ရာရွာကိုပြန်ရန်ပြောဆိုပြီးတော့ ပတ်စံ3000ထုတ်ပေးကကားပေါ်ကိုတင်ပေးလိုက်ကြတယ်လို့သိရပါဗျ။မရေမှုနဲ့ပတ်သက်ပြီးတော့ဘောဒပြေကန်ချင်းရွာနယ်မြေရဲများကိုလည်းယာယီမှုချက်ဆန်းကပတ်စံလက်ထိုးပြီးတော့အမှုမဖြစ်အောင်လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ပြုကျင့်ခံရတဲ့မိန်းကလေးကအသက်မပြည့်သေးဘူး။သူကဒီမှာဆွေမျိုးနောက်ခံမရှိဘူး။ရွာကနေလာပြီးတော့အလုပ်လုပ်တာ ဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကကလေးမကိုပတ်စံ၃တောင်းပေးပြီးတော့သူရွာပြန်မဲ့ကားပေါ်ကိုတင်ပေးလိုက်ကြတယ်။ဘောတပြေကန်းနေမြေရဲစခန်းကရဲတွေကိုလည်းဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကအမှုကိုမကြီးစေချင်ဘူးဆိုပြီးတော့လက်ထိုးထားတယ်၊ကျွေးမွေးပြီးတော့အရက်တိုက်ထားတယ်။နောက်တစ်ခုကကြီးရွာအုပ်ချုပ်ရေးမှုဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကအမျိုးတွေပတ်သက်နေတယ်လို့အမှုဖြစ်စဉ်ကိုတေးချစွာတိရှိထားတဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ အဲ့ဒီမရင်းကျင်းမှုဖြစ်စဉ်ကိုဘောဓမြေကန်ကြီးရွာကသိရှိသူတချို့သာရှိပြီးတော့ကြီးရွာဥက္ကဋ္ဌနဲ့ယာယီမှုချက်ဆန်းတို့ကတရင်ကိုမပြန့်စေရန်ဖုံးကွယ်ထားတယ်လို့ပြောပါရတယ်။နင်းနာခံရတဲ့မိန်းကလေးငယ်ဟာလည်းအမကန်ဆွေမျိုးသားချင်းမရှိတဲ့အတွက်အမှုမဖွင့်နိုင်ပဲတက်ဆိုင်ရာကြီးရွာကိုသာပြန်သွားရတယ်လို့ပြောပါရတယ်။ ်အခုလိုမျိုးအေးအေးချင်းမရှိတဲ့အတွက်ယာယိမ်မှုရဲ့တားနဲ့ကြေးပါအုပ်ချုပ်ရေးမှုအတိုင်းအဝိုင်းကလူငယ်များဟာမြမဇက်ကားစောက်ပေါ်ကားတွေတဲကလိုမျိုးပို့ပြီးတော့လက်ရဲဆက်ရဲဖြစ်လာကြတယ်လို့ပြောပါတယ်မတိန်ချင်းခဲ့တဲ့ယာယိမ်မှုရဲ့တားနဲ့ကယ်ရီသမားကဘာမှမဖြစ်ဘူးဘယ်သူကမှလည်းသူတို့ကိုအေးမယူဘူး နင့်နာသွားတဲ့မရင်းချင်းခံရတဲ့ကောင်းမလေးခင်ဗျာလေဆွေမရှိမျိုးမရှိဒကောင်ကျွတ်ဖြစ်နေတယ်ကျူးလွန်တဲ့သူတွေကပုံမှန်အတိုင်းသွားလာလှုပ်ရှားနေကြတယ်ကြံရှိနေတယ်သမီးမိန်းမပြိုလေးတွေအတွက်လည်းရွာမှာမလုံခြုံတော့ဘူးလို့ဘောသပြေကန်ချေးရွာကပြည်သူတို့ကရှင်းပြထားပါဗျအဲ့ဒီမရင်းချင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တန်လျင်မြို့နယ်ရဲစခန်းကိုဖုန်းဆက်သွယ်ပြီးမိန်းမရန်စူးစမ်းတော့လဲဖုန်းနံပါတ်များဟာပြန်လည်ဖြေကြားခြင်းမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လံမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းမဆက်တက်ကအသေးခံ drone အပါအဝင် 112L ရင်နဲ့၃ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရပြီးပြည်သူများထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘာလ28ရက်နေ့မွန်းလွဲတနားရီ40မိနစ်ခန့်အချိန်မှာဝက်လံမြို့နယ်စိုင်းတိုင်းလေးကြီးရွာအနီးရွှေဘုံမြို့ကစစ်တပ်ကအသေးခံ drone တစ်စင်းနဲ့ပြည်သူတွေကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဖောက်ခွဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။အလားတူပဲအော်တိုဘာလ26ရက်နေ့မနေ့9နာရီ48မိနစ်အချိန်ကလည်းဝက်လံမြို့နယ်အနောက်ချမ်းဝက်လက်ရွာသားကြီးလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ရဲ့တရအုပ်လေးတပ်ကနေတက်လာတဲ့ Wild Trove Legion တစ်စီးက ဘုံ46လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဦးခေါင်းကိုဘုံစားထိမှန်သူတအူးပါဝင်တဲ့အတွက်ကြောင့်အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာဝက်လက်ရွာသားကြီးလမ်းပိုင်းကပြည်သူများဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါ့အပြင်အော်တိုဘာလ25ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့တရုံလေတပ်ကနေတက်လာတဲ့112လေယာဉ်တစ်စီးကဝက်လက်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာများကို ဘုံ38လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။စစ်ခွေးတွေကအော်တိုဘားလ26ရက်နေ့ကလေရင်နဲ့ဘုံကျဲသွားတာပြည်သူ9ဦးထိခိုက်ဒဏ်ရာရတယ်။ တအူးကတော့ခေါင်းကိုဘုံးစားမှန်လို့ဒဏ်ရာအခြေအနေဆိုရင်ရတယ်ရွာသားကြီးရွာကိုစိတ်ခွေးတွေကလေတောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံနေလို့အနီးအနားကရွာတွေကပြည်သူတွေကပါရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရပါတယ်လို့ Wallet Informational Network ကတာဝန်ရှိသူကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်ဟာ Wallet မြို့နယ်ရွာသားကြီးရွာအပါအဝင်အနီးအနားမှာရှိတဲ့ကြီးရွာများကို အော်တိုဘလ73ရက်နေ့ကစတင်ပြီးတော့လေယာဉ်ဂျိုင်ရိုကော့ပတာများနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကအချက်မဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတမန်တော်ကြီးရွာစာတင်ကြောင်းလဲထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်ကလေးခံကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အချမ်းပတ်စစ်တပ်ကထောက်ကျန်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့စစ်ပီးရှောင်ပြည်သူအယောက်40ခန်းကိုဖမ်းဆီးထားကနေအိမ်များကိုလည်းမိရှုပ်ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ28ရက်နေ့ကစတင်ပြီးတော့ထိုးမာရွာ GDC မှာတပ်ဆွဲထားတဲ့စစ်ခွေးတပ်ကတာယာဂုံးရွာနဲ့ကျွန်းချောင်းရွာကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဒီကနေ့အော်တိုဘာလ28ရက်နေ့မှာလည်း ဲ့ဒီစစ်ကြောင်းကထောက်ကျန်ရွာကိုထပ်မံဝင်းအောင်စီးနှင်းခဲ့ပြီးတော့ခြေရွာအတွင်းမှာပိတ်မိနေတဲ့စစ်ပင်းရှောင်ပြည်သူအယောက်40ကိုလည်းဖမ်းဆီးထားကရွာထဲမှာရှိတဲ့နေအိမ်များကိုမိရှုပ်ဖျက်ဆီးနေတယ်လို့သိရပါတယ်။အခုကျွန်တော်တို့သိရတာကထောက်ကျန်ရွာထဲမှာပိတ်မိနေတဲ့စစ်ရှောင်ပြည်သူအယောက်40လောက်ကိုစစ်ခွေးတွေကဖမ်းဆီးထားပါတယ်။ရွာထဲကနေအိမ်တွေကိုလည်းစစ်ခွေးတွေမိရှုပ်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်ကလေးကန်ကောလမ်းပိုင်းမှာရှိတဲ့ထောက်ကျန်ရွာ၊ကြာအင်းရွာ၊စီတာရွာ၊နမ်မြောင်းရွာ၊နတ်ချောင်းရွာ ကြံသာရွာအောင်သာရွာနဲ့မှန်တော်ရွာအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကတောင်းနဲ့ချီတဲ့ပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျာ။ အဲ့ဒီအချမ်းဘတ်စစ်ခွေးစစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့များကလိုက်လံတိုက်ခတ်နေပြီးတော့တိုက်ပွဲဟာလည်းနေ့စဉ်ဖြစ်ပွားနေကကြီးစံဘိုးတွေလိုအပ်နေတယ်လို့ဒေတာရင်းတော်လိုင်းသတင်းရင်းမြစ်ကမြစ်တာရက်ခံထားပါတယ်အဲ့ဒီစစ်ကြောင်းဟာအော်တိုဘားလာဘိုင်းကစတင်ပြီးတော့ကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမှုလမ်းမိုင်းနဲ့ကလေးကံကော လမ်းမိုင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်ဒေတာကံပြည်သူအများအပြားအရေးပေါ်အခြေအနေနဲ့နေရက်ကိုစွန့်ခွာထွက်ပြေးနေရတာစားနပ်ရိတ်ခါများလည်းလိုအပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ